This is Radio NUG, the voice of National Unity Government of Myanmar, broadcasting for Myanmar Spring Revolution. Radio NUG is transmitting from shortwave 16 meter 17.79 megahertz at 8:30 a.m. and 25 meter 11.94 megahertz at 8:30 p.m. Myanmar Standard Time. လာပါရှင်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့အတံလွှတ်ဌာနရေဒီယို NUG ကိုမန္တလေး၈နိုင်ခွဲမှာလိုင်းတူ60မီတာ19.3မှ9ဂီဂါဟတ်ဇ်နဲ့ညပိုင်း၈နိုင်ခွဲမှာလိုင်းတူ95မီတာ17.3မှ9ဂီဂါဟတ်ဇ်တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်နိုင်ပါပြီရှင်။မင်္ဂလာအပေါင်းနဲ့ကြိတ်ဆုံကြပါစို့။အခုချိန်ကစပြီးရေဒီယို NUG စီစဉ်နေတဲ့ဓာတ်ရိုက်အတံ မြန်မာနိုင်ငံသူနိုင်ငံသားပေါင်းတဘာဝပြီးဆရာနာရှင်ပြီးတို့ကနေကင်းဝေးပြီးကိုစိတ်နှပါပေးခြင်းလုံခြုံကြပါစေလို့ဗီဒီယိုအမျိုးကြီးဖွဲသားများကနေဆုတောင်းမြတ်တာပို့သလာရပါတယ်ရှင်။ဒီချိန်ကစပြီးမလ22ရက်နေ့ဗီဒီယိုအမျိုးကြီးရဲ့ညပိုင်းအစီအစဉ်လေးကိုစတင်ထုတ်လွှင့်ပေးတော့မှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ဗီဒီယိုအမျိုးကြီးရဲ့စီးရီးသတင်းကောင်းထုတ်ချက်တွေကိုတော့မင်းဦးနိုင်မှဖတ်ကြားတင်ပြပေးပါတော့မယ်ရှင်။ မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်မတ်လ21ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုဒ်အနေနဲ့ကော့ဂရိတ်မှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရသာပြည်သူနှစ်ဦးသေဆုံးတဲ့တဲ့တင်ကိုတင်ပြပေးပါမယ် ကရင်အမျိုးသားအစည်းအရုံး KNU ဒူပလာယာခရိုင်ကော့ဂရိတ်မြို့နယ်မှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရက်သားပြည်သူ၂ဦးသေဆုံးခဲ့ရတယ်လို့ KNU ဒူပလာယာခရိုင်ကဒီကနေ့မတ်လ27ရက်နေ့မှာထုတ်ပြန်ပါတယ်။ကော့ဂရိတ်မြို့နယ်တဘလူးခိုခီးရွာမှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲစစ်ကောင်စီရဲ့တိုက်လေရင်နဲ့မတ်လ19ရက်နေ့လယ်ပိုင်းမှာဘုံကျဲတိုက်ခိုက်လာတာလို့ဆိုပါတယ်။ဒီလေကြောင်းတိုက်ခိုက်မှုကြောင့်အသက်36နှစ်နဲ့အသက်30အရွယ်အမျိုးသား၂ဦးသေဆုံးတာ အိမ်နဲ့အဆောင်အအချို့ပျက်စီးမှုတွေရှိခဲ့တယ်လို့အတည်ပြုထားပါတယ်။စစ်ကောင်စီအနေနဲ့စီရေးပြတ်မတ်မဟုတ်တဲ့ဘာသာရေးအဆောင်အုံတွေစီးယုံစီးကန်းနဲ့စာတင်ကြောင်းတွေပြည်သူလူထုနေထိုင်ရာနေရာတွေကိုပြတ်မတ်ထားတိုက်ခိုက်တာတွေရွေချက်ရှိရှိလှုပ်ဆောင်နေတာပဲဖြစ်တယ်လို့ KNU ဒူပလာယာခရိုင်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စစ်ကောင်စီဟာ KNU တပ်မဟာ6နေမြီ ကော့ဂရိတ်ကိုလေချောင်းကနေတိုက်ခိုက်တာတွေရှိနေတယ်လို့တက်မဟာတစ်နယ်မြေဖြစ်တဲ့ကြိုက်ထုံမျိုးနယ်ကိုလည်းမလ15ရက်နေ့နဲ့16ရက်နေ့တွေကတိုက်ပွဲဖြစ်ပွားတာမရှိဘဲဒရုန်းတွေလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တယ်လို့တက်မဟာ3နယ်မြေညောင်လေးပင်ခရိုင်ကြောက်ကြီးမျိုးနယ်ကိုလည်းမလ18ရက်နေ့မှာလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်အရသာပြည်သူတွေတန်ရာရပြီးတော့အိမ်အချို့ပျက်စီးခဲ့တယ်လို့ KNU ဗဟိုကလည်းအခုရက်ပိုင်းမှာထုတ်ပြန်ထားပါတယ် စစ်ကောင်စီဟာမြောက်ရီမျိုးနဲ့ကော့ဂရိတ်မြောက်ရီအာရှလမ်းဘိုင်းကိုထိန်းချုပ်နိုင်ဖို့စ조사နေပြီးတော့အင်အားအလုံးကြီးနဲ့စစ်တောင်းထိုးလာတဲ့အောင်စရာစစ်တောင်းနဲ့တော်လိုင်းပူပေါင်းတက်တွေကြာဖေဖော်ဝါရီလကုန်ပိုင်းကစတင်လို့တိုက်ပွဲတွေနေ့စဉ်နေပါဖြစ်နေရမှာစစ်ကောင်စီဘက်ကတိုက်ပွဲနေရမဟုတ်တဲ့အရက်သားပြည်သူတွေနေထိုင်ရာနေရာတွေကိုဥတီတိုက်ခိုက်နေတာပဲဖြစ်ပါရယ်ခင်ဗျာ ဆက်လက်ပြီးအင်ဒိုဘတ်လာတဲ့စစ်ကူစစ်ကြောင်းကနေလက်နက်မျိုးစုံ54လက်တင်းစီရရှိတဲ့တရင်ကိုတင်ပြပေးပါမယ်။အင်ဒိုမျိုးသိန်းတိုက်ပွဲကိုစစ်ကူလာတဲ့စစ်တပ်စစ်ကြောင်းကိုအင်ဒိုကတာလန်တနီးယားမှာတော်လန်ရေးတပ်တွေကြားပြတ်တိုက်ခိုက်ရာစစ်ကြောင်းပြတ်သွားပြီးတော့လက်နက်54လက်တင်းစီရရှိခဲ့တယ်လို့အမတ်တစ်စစ်ဒေသကဒီကနေ့မက်လာ21ရက်နေ့မှာထုတ်ပြန်ပါတယ်။ကတာမျိုးခမာယ339ကထွက်လာတဲ့စစ်ကူစစ်ကြောင်းကိုဒေါ်လာရင်းပူပေါင်းအဖွဲ့က မတ်လ15ရက်နေ့ကဂျားပြက်တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့အခုလိုအသိပေးထုတ်ပြန်လာတာဖြစ်ပါတယ်။အင်ဒိုကိုစစ်ကူလာတဲ့အဲ့ဒီစစ်ကြောင်းကို KIA KPDF ကတားခရိုင်တပ်ရင်းတဲ့မိုးသားတိုက်နယ်ပကဖနဲ့ကတားမြို့နယ်ပကဖပူးပေါင်းအဖွဲ့ကတိုက်ခိုက်ခဲ့တာလို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနအမှတ်၁စစ်ဒေသကပြောပါတယ်။အင်ဒိုမြို့နယ်အဆက်ကတားမြို့နယ်ပင်လွတ်ရွာအနီးပန်းတောင်ကြီးပန်းတောင်လေးတောင်မှာစစ်ကြောင်းကို ဘုံမူလင်းထက်ဦးစီးတဲ့ခမာယ136ခမာယ339ခလာယ6ပူပေါင်းအဖွဲကအင်အား150ကန်းပါစစ်ကြောင်းကိုတော်လန်ဤတပ်တွေတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်က33ဦးသေဆုံးပြီးတော့10ဦးထိခိုက်ဒဏ်ရာရရှိခဲ့က32ဦးဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့စီက MA129 လက် MA26 လက် MA32 လက် MA43 လက် MA11 တလက် MA15 တလက် Anti Drone Gun တလက် MA10 ဘုံသီး38လုံး MAG အတောင်း8000 MA15G အတောင်း2000 60mm ဘုံသီး18လုံး GAIN 113ခုကြောဘိုးဂျမ်းမာတစ်ခုစက်သွေးရေးဆက်တစ်လုံးအထိုင်ဖုံးတစ်လုံးကြီးကအုတ်ထုတ်12လုံးတင်းစီရရှိခဲ့တယ်လို့အမှတ်၁စစ်တီတာထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်တိုက်ပွဲမှာစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုများတယ်လို့ပြည်သူ့ကာကွယ်ရေးဘော်နှစ်ဦးကြာဆုံးခဲ့တယ်လို့လည်းထပ်ပြီးတော့အသိပေးထားပါတယ် စစ်ကြောင်းပြက်အောင်တိုက်ခိုက်ခံရပြီးတဲ့နောက်ကတားအခြေဆိုင်ခမာယာ339ကိုစစ်ကောင်စီကရဟယင်တွေနဲ့အင်အားဖြည့်နေတာတွေရှိပြီးတော့မလ20ရက်နေ့အထိ9ရက်အတွင်းရဟယင်9ကြိမ်စင်းသက်ကလူနဲ့လက်နက်ခဲယမ်းတွေပို့ဆောင်ပေးထားတယ်လို့သိရပါတယ်။အင်ဒိုမြို့သိမ်းတိုက်ပွဲကိုတော်လန်ဟိတက်တွေက2024ဩဂုတ်လလယ်ပိုင်းကစပြီးတော့ပို့ဆောင်နေတာဖြစ်ပြီးစစ်တပ်ဘက်ကလည်းဂျပန်နိုင်ငံကုန်းကနေခံစစ်အခိုင်အမာတိစောက်ပြီးတော့ခုခံနေတာကြောင့်တိုက်ပွဲတွေမကြာခဏဖြစ်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာ။ ။ဆက်လက်ပြီးတော်လန်ဤကာလ၄နှစ်အတွင်း CDF ဟာခါရဲဘော်52ဦးကြဆုံးပြီးတော့183ဦးဒဏ်ရာရတဲ့တင်းကိုတင်ပြပေးပါမယ်။အာနာရှင်စနစ်အမြင့်ပြတ်ခြေမှုန်းရေးနဲ့ဖက်ဒရယ်ပြည်ထောင်စုတိဆောက်ရေးနဲ့ကိုပိုင်ပြတ်ထန်းခွင့်တို့အတွက်ຫນွေဥဒေါ်လာရေးမှာစွန်းစွန်းတမန်ပါဝင်လာခဲ့တဲ့ CDF ဟာခါအနေနဲ့ဒေါ်လာရေးကာလ၄နှစ်အတွင်းမှာရဲဘော်52ဦးကြာဆုံးပြီးတော့183ဦးဒဏ်ရာရခဲ့တယ်လို့ CDF ဟာခါကထုတ်ပြန်ထားပါတယ်။ စစ်တပ်ကအာဏာသိမ်းလိုက်တာကြောင့်2021ခုနှစ်မတ်လ21ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့တဲ့ CDF ဟာခါအနေနဲ့တော်လှန်ရေးကာလ၄နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ဒီကနေ့မနက်မှာပဲအခုလိုထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။ဒီ၄နှစ်တာကာလမှာ CDF ဟာခါအနေနဲ့တိုက်ပွဲအကြိမ်ပေါင်း326ကြိမ်ဆင်နွှဲခဲ့ပြီးတော့ဟာခါမျိုးနဲ့အတွင်းကိုစစ်ကောင်စီဘက်ကစစ်ကြောင်း16ကြိမ်ထိုးခဲ့ရမှာ18ကြိမ်ကိုတိုက်ခိုက်ခဲ့ကြောင်းနဲ့ဟာခါမျိုးတွင်စစ်စင်ရေးအဖြစ်အကြိမ်150ဆင်နွှဲနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒါအပြင်အခြားမြို့နယ်တွေမှာလည်းစစ်ကောင်စီစစ်ကြောင်းကိုပြစ်ခတ်တိုက်ခိုက်မှု၈ချိန်နဲ့စခန်းသိမ်းမြို့သိမ်းတိုက်ပွဲတွေမှာစစ်နေချင်းအထိပါဝင်တိုက်ခိုက်ခဲ့တယ်လို့အသိပေးထားပါတယ်။လေးနှစ်တာကာလမှာအကြမ်းဖက်စစ်တပ်ရဲ့လက်ချက်နဲ့ဟာခါမြို့နယ်အတွင်းကအရသာပြည်သူ23ဦးတိစုံခဲ့ရပြီးတော့အိမ်အလုံး260မိရှုဖျက်ဆီးခံခဲ့ရတာကမတရားတဖြစ်ဖမ်းဆီးခံရတဲ့အရသာပြည်သူထောင်ကျော်ရှိခဲ့တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ CDF ဟာကအနေနဲ့တိုင်းပြည်နဲ့လူမျိုးလူမျိုးရေးအတွက်ဒေါ်လာ၏ပြီးဆုံးတဲ့အထိပြည်သူလူထုအပါအဝင်အခြားသောဒေါ်လာ၏တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တဲ့အတွက်ပြည်သူလူထုအနေနဲ့ဆက်လက်ပူးပေါင်းပါဝင်ပေးကြဖို့တိုက်တွန်းထားပါရခင်ဗျာဆလဘီတိုက်ပွဲတွေအချိန်မရွေးဖြစ်နိုင်တဲ့အတွက်ကြောင့် Rycor စီဆိုင်လန်းကိုအသုံးမပြုဖို့ KNDF ကြေညာတဲ့သတင်းကိုတင်ပြပေးပါမယ် တိုက်ပွဲတွေအချိန်မရွေးဖြစ်နိုင်တဲ့အတွက်ကြောင့် Lycor Season Land ကို အသုံးမပြုဖို့ကရင်ပြည်အမျိုးသားများကာကွယ်ရေးတပ် KNDF ဘူဟာအမှတ်2ကအသိပေးကြေညာလိုက်ပါတယ်။ပြည်သူလူထုလိုက်နာပေးကြဖို့မြစ်တာရက်ခံတဲ့အသိပေးကြေညာချက်ကိုကရင်ပြည်အမျိုးသားများကာကွယ်ရေးတပ် KNDF ဘူဟာအမှတ်2ကမလ20ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ထားတာဖြစ်ပါတယ်။ စေကောင်းစီဟာနီလန်ပေါင်းစုံနဲ့လွိုက်ကောစီဆိုင်လမ်းမကြီးတစ်လျှောက်စီအေးလှုပ်ရှားတာတွေရှိနေတဲ့အတွက်ကြောင့်စီအေးတင်းမာနေပြီးတော့အချိန်မီွေးထိတွေ့တိုက်ပွဲတွေရှိလာနိုင်တယ်လို့ဆိုထားပါတယ်။ဒါကြောင့်လွိုက်ကောစီဆိုင်လမ်းမကြီးကိုမနေ့ကမလ20ရက်နေ့ကစပြီးတော့ရက်အကန့်အသတ်မရှိပိတ်ထားမှာဖြစ်ပြီးတော့ယင်ကြီးယင်ငယ်တွေနဲ့ခရီးသွားလာတာတွေခိတ္တယာယီရက်ဆိုင်ထားဖို့နဲ့လုံခြုံရေးအခြေအနေအရာတတိပေးချက်တွေကိုလိုက်နာကြဖို့တိုက်တွန်းထားပါတယ်။လမ်းပိုင်းပြန်လည်အသုံးပြုနိုင်မယ့်အချိန်နဲ့နေ့ရက်ကိုပြန်လည်အတိပေးမှာဖြစ်ပြီးတော့တတိ ပေးကြေညာချက်ကိုမလိုက်နာလို့ဖြစ်ပေါ်လာတဲ့ကိစ္စတွေကိုတောင်းဝန်ယူမှာမဟုတ်ဘူးလို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါရယ်စစ်ကောင်စီဟာရှမ်းပြည်တောင်ပိုင်းကစီဆိုင်မြို့မှာစစ်အင်အားတွေအလုံးကြီးနဲ့ဖြည့်တင်းနေတယ်လို့လေချောင်းကနေဘုံကျဲတာတွေလည်းရှိနေတယ်လို့သိရပါရယ်ရှမ်းပြည်တောင်ပိုင်းကနေကင်းနီပြည်ကိုဝင်နိုင်တဲ့စီဆိုင်လွိုက်ကော်လန်ပင်လောင်းဖယ်ကုံမိုးပြေ လွိုက်ကိုလန်းထုရှိနေပြီးတော့လက်ရှိမှာလည်းမိုးပြင်းမြို့မှာတိုက်ပွဲတွေပြင်းထန်နေတာရှိပါတယ်။မိုးပြင်းမြို့မှာစစ်ကောင်စီနဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြားတိုက်ပွဲတွေဖြစ်နေရမှာစစ်တပ်ဘက်ကလေကြောင်းတိုက်ခိုက်မှုအပြင်လက်နက်ကြီး drone တွေနဲ့ပါတိုက်ခိုက်နေတဲ့အတွက်ကြောင့်နေစဉ်နှီးပါအရသာပြည်သူပိုင်းအိမ်တွေမီးလောင်ပျက်စီးနေရတယ်လို့ဒေသသတင်းရင်းမြစ်တွေစီကသိရပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့စီးရီးသတင်းတွေကိုတော့ Radio NUG သတင်းတောင်ကိုခန်းကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ သတင်းတွေကိုနားဆင်ကြကြရတာဖြစ်ပါတယ်။အခုဆက်လက်ပြီးနားဆင်ကြရမှာကတော့ပြည်တွင်းသတင်းများကို ရန်တိုင်းမှဖတ်ကြားတင်ပြပေးပါရမရှင်။ Radio NUG သတင်းများမင်္ဂလာပါခင်ဗျာ။ခုချိန်အစပြီး2025ခုနှစ်မတ်လ22ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်။ Radio NUG ပြည်တွင်းသတင်းများကိုကျွန်တော်ရန်တိုင်းကဖတ်ကြားတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ ထမဆုံးတင်ဆက်ပေးခြင်းနဲ့ပြည်တွင်းသတင်းကတော့ဗဟုဆိုရထံတိုင်းခြားထားတာတွေကိုခက်မြမြန်ဖြေရှင်းဖို့ NUG ပြည်တော်စုဝန်ကြီးချုပ်တိုက်တွန်းတဲ့သတင်းပဲဖြစ်ပါလေ။ပြည်သူလူထုဘက်ကဖြစ်စေမြို့နယ်ဘက်ကဖြစ်စေတိုင်းခြားလာတာတွေကိုခက်မြမြန်ဖြေရှင်းဖို့အမျိုးသားညီညွတ်ရေးဆိုရ NUG ပြည်တော်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကတိုက်တွန်းပြောကြားလိုက်ပါလေ။မနေ့ကမလ20ရက်ကကျင်းပခဲ့တဲ့အမျိုးသားညီညွတ်ရေးဆိုရဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟုကော်မတီစည်းဝေးမှာ ကော်မတီဥက္ကဋ္ဌဖြစ်တဲ့ပြည်ထောင်စုဝန်ကြီးချုပ်ကအခုလိုတိုက်တွန်းလိုက်တာပဲဖြစ်ပါတယ်အုပ်ချုပ်ရေးလုပ်ငန်းတွေဆောင်ရွက်ရမှာပုံမှန်ကာလတွေမှာလို့အမိန်ညွှန်ကြားချက်တွေနဲ့ပြက်ပြက်သားသားသွားလို့ရတဲ့အခြေအနေမဟုတ်တာအလုံးတည်ပြီးဖြစ်တယ်လို့လှုပ်ချင်တယ်လို့လှုပ်ခွင့်ပြုထားပေးရမယ့်အခြေအနေမဟုတ်တဲ့အတွက်စိတ်ရှည်ရှည်နဲ့အပြန်လည်ညှိနှိုင်းဆွေးနွေးတာတွေလှုပ်ဆောင်ရမယ်လို့ဝန်ကြီးချုပ်ကပြောပါတယ်တိုင်ကြားလာတာတွေနဲ့ပတ်သက်ရင်လည်းပြည်သူတွေဘက်ကဖြစ်စီမြို့နယ်တောင်ရှိသူတွေဘက်ကဖြစ်စီဘိုးဆိုးရကိုအာဂိုဒီဂျီတိုင်ကြားတင်ပြလာတာတွေကိုခက်မြမြန်ဖြေရှင်းဖို့ သက်ဆိုင်ရာတိုင်ကြားစာရန်ညားကိုပြည်တော်စုဝန်ကြီးချုပ်ကတိုက်တွန်းထားပါတယ်။အဲ့ဒီစီဝေးကိုပြည်တော်စုဝန်ကြီးတွေဒုတိယဝန်ကြီးတွေပါဝင်အမြဲတမ်းတွင်းဝင်တွေနဲ့တွဲဘက်တွင်းဝင်များဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။အမျိုးသားညီညွတ်ရေးဆိုရဝန်ထမ်းတွေနဲ့ပတ်သက်လို့ဖြစ်စေပါသုံးလုံးလို့ခေါ်တဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ပတ်သက်လို့ဖြစ်စေပြစ်မှုကျူးလွန်တာတွေရာဇဝတ်ပိုင်းဆိုင်ရာလိမ်ပိုင်းဆိုင်ရာကျူးလွန်မှုတွေနဲ့ပတ်သက်လို့ဖြစ်စေ NUG ဗဟိုတိုင်ကြားစာကော်မတီကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲဝန်ကြီးဌာနတိုင်ကြားစာကော်မတီတွေကိုအွန်လိုင်းကနေတိုင်ကြားနိုင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကအသိပေးထားပါတယ်ခင်ဗျာအခုတကတင်ဆက်ပေးခြင်းနဲ့ပြည်တွင်းသတင်းကတော့စစ်တပ်အနေနဲ့အရမပြုကျင့်ခြင်းကိုစစ်လက်နက်တပ်ဖွဲ့အုံချလျက်ရှိကြောင်းတမ်မတ်ကြီးဥကြုံမထွန်းပြောကြားတဲ့သတင်းပဲဖြစ်ပါတယ်69ချိန်မြောက် Commissions on the Status of Women စီဝေးရဲ့အထွေထွေဆွေးနွေးမှုအစီအစဉ်မှာ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မတ်ကြီးဦးကျော်မိုးထွန်းကအခုလိုပြောကြားလိုက်ပါတယ်အမျိုးသမီးများမိန်းကလေးငယ်များကလေးသူငယ်များအနေနဲ့စစ်တပ်ရဲ့ရက်ဆက်ကြမ်းကြုတ်မှုတံကိုခါးစည်းခံနေရကြောင်းစစ်တပ်အနေနဲ့အရမပြုကျင့်ခြင်းကိုစစ်လက်နက်တပွဲအုံချလက်ရှိကြောင်းမြန်မာနိုင်ငံမှာလူသားချင်းစာနာထောက်ထားမှုအကူအညီများအရေးပေါ်လိုအပ်နေသူတန်း20ခန့်ရှိပြီးအဲ့ဒီအနက်10ဒသမ4သန်းဟာအမျိုးသမီးများနဲ့မိန်းကလေးငယ်များဖြစ်ကြောင်းတန်မတ်ကြီးကပြောကြားခဲ့ပါတယ်။တပြင်စစ်တပ်ရဲ့လက်အောက်ခံတွေကထိန်းချုပ်ထားတဲ့နေမြေများမှာ အွန်လိုင်းလေလံမှုတွေများဖြစ်ပေါ်ခြင်းနဲ့အတူစစ်တပ်ရဲ့အတင်းအကျပ်တပ်သားစုဆောင်မှုကြောင့်မျိုးသမီးတွေနဲ့မိန်းကလေးငယ်များဟာလူကုန်ကူးမှုနဲ့အလားတူချိန်းချောက်မှုများကြုံတွေ့နေရတဲ့အနေနဲ့မြန်မာလာလျက်ရှိကြောင်းတန်မတ်ကြီးကထပ်လောင်းပြောကြားခဲ့ပါတယ်။တစ်ဆက်ထဲမှာပဲလက်ရှိချိန်ဟာမြန်မာနိုင်ငံနဲ့ပြည်သူများအထူးသဖြင့်တော်လိုင်းအင်အားစုများအနေနဲ့ပြည်ရင်းနယ်မြေ80ရာခိုင်နှုန်းကျော်အားစုမိုးထားနိုင်ပြီဖြစ်တဲ့အတွက်အလွန်အရေးကြီးတဲ့ကာလပတ်ဖြစ်ကြောင်းဆင်နာရှင်အနေနဲ့မြေပြင်မှာအပိတိုင်ရှုံးနေလို့နှီးပါဖြစ်နေကြောင်းပြည်သူများကမူအနိုင်ရရှိလျက်ရှိနေကြောင်း Beijing Platform for Action 30 Plus Years and Beyond A Critical Review and Future Directions for Myanmar ခေါင်းစဉ်နဲ့ကျင်းပပြုလုပ်တဲ့ CSW69 Site Event ရဲ့အပိတ်ကျေးဇူးတင်စကားပြောကြရမှာတန်မတ်ကြီးဥကြုံမထွန်းကဆိုထားပါဗျ။ဒါကြောင့်မိမိတို့အားလုံးအနေနဲ့အလွန်ကြီးကြီးတဲ့အချိန်ကိုရောက်ရှိနေပြီးမြန်မာနိုင်ငံရဲ့အနာဂတ်နဲ့ပုံမကောင်းမွန်တဲ့နိုင်ငံတော်တည်ရတည်ဆောက်နိုင်ရေးအတွက်အထူးတကားပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းကိုလည်းပြောဆိုသွားပါတယ်ခင်ဗျာ။ အခုတခါတင်ဆက်ပေးမှာကတော့ကချင်ပြည်နယ်ဖားကန့်မြို့နတ်မော်ကျေးရွာမှာနွန်ကန်ပေါက်ကြပြီးလမ်းများပိတ်မိတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ကချင်ပြည်နယ်ဖားကန့်မြို့နတ်မော်ကျေးရွာမှာနွန်ကန်ပေါက်ကြပြီးလမ်းများပိတ်မိနေတယ်လို့ဒေသခံသတင်းရင်းမြစ်တွေထံကနေသိရပါတယ်။ဖားကန့်မြို့နတ်မော်ကျေးရွာမှာမလ27ရက်မနက်8:00နာရီဝန်းကျင်မှာနွန်ကန်ပေါက်ကြတာဖြစ်တယ်လို့ဆိုပါတယ်။နွန်ကန်ပေါက်ကြပြီးလမ်းမပေါ်နွန်ရှန်ကျလာတာကြောင့်လမ်းတွေသွားလို့မရပဲပိတ်မိနေကြတယ်လို့သိရပါတယ်ခင်ဗျာ။အခုဆက်လက်ပြီး 24 FM ရဲ့ပထမဦးဆုံးအစီအစဉ်လေးနဲ့တတိယနဲ့ပွန်လန်းချစ်တော်ပန်းများရုပ်ရှင်ကားတို့၄ကားပေါင်းကိုလက်မှတ်စနစ်နဲ့မကြခင်ပြသမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်24 FM ရဲ့ပထမဦးဆုံးအစီအစဉ်လေးနဲ့တတိယနဲ့ပွန်လန်းချစ်တော်ပန်းများရုပ်ရှင်ကားတို့၄ကားပေါင်းကိုလက်မှတ်စနစ်နဲ့မကြခင်ပြသမယ်လို့သိရပါတယ် Artix Channel ရဲ့2025ခုနှစ်လုပ်ငန်းစဉ်တွေကတခုဖြစ်တယ် 24FM website ကိုမကြခင်မှာမိတ်ဆက်ပေးသွားဖို့ရှိပါတယ်။ဒီ website လေးဟာကျွန်တော်တို့ Artix Theater ရဲ့ platform တစ်ခုအနေနဲ့ရည်တည်သွားမှာဖြစ်ပါတယ်။ အဒီကနေ့မှတဆင့်ဗီဒီယို content တွေအပြင်အခြားသောအမှုပညာရပ်သားမျိုးစုံကို ticket စနစ်နဲ့ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ကြည့်ရှုသူတွေအနေနဲ့လည်းနိုင်ငံတကာအဆင့်သတ်မှတ်ချက်ဖြစ်တဲ့ rating system နဲ့သတ်မှတ်ပြီးသားအမှုပညာလက်ရာတွေကိုဘယ်လို sensor ထိန်းချုပ်ကန့်သတ်မှုမျိုးမှမပါဝင်ဘဲ 24FM platform ကနေလွတ်လပ်စွာကြည့်ရှုနိုင်ကြမှာဖြစ်ပါတယ်။ 24FM ရဲ့ပထမဦးဆုံးအစီအစဉ်အနေနဲ့တတိယပွင့်လန်းချစ်တော်ပန်းများရုပ်ရှင်ကားတို့၄ကားပေါင်းကို လက်မှတ်စနစ်နဲ့မကြခင်ပြသသွားဖို့ရှိပါတယ်လို့ဆိုပါတယ်။တခြားသောလူပညာရှင်များရဲ့လူပညာလက်ရာများကို 24FM platform မှာတင်ဆက်ဖို့လည်းဖိတ်ခေါ်သွားမှာဖြစ်ပြီးပရိသတ်တွေအနေနဲ့လည်းစောင့်မျှော်ကြည့်ရှုကြဖို့အသိပေးကြေညာထားပါတယ်ခင်ဗျာ။အခုနောက်ဆုံးတင်ဆက်ပေးကြတာကတော့96 Soldiers PDF ရဲဘော်တွေအတွက်ဒဂိုရီသုံးပစ္စည်းလူရှင်များလိုအပ်နေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။96 soldiers pdf ရေဘော်တွေအတွက်တကူရေသုံးပစ္စည်းအလူရှင်များလိုအပ်နေတယ်လို့မလ21ရက်ကဆိုပါတယ် အတွင်းငံနဲ့သွားလိုက်တန်းကအစမျှသုံးနေကြတဲ့ရဲဘော်တွေအတွက်ဒဟိုရီသုံးပစ္စည်းလူရှင်တွေလိုအပ်နေပါလေခင်ဗျာရဲဘော်ဥယျာဉ်တိုးလာတာနဲ့အမျှဒဟိုရီသုံးပစ္စည်းတွေကိုရမုံဝင်နဲ့ဖြစ်တင်ပေးရတဲ့အခါဘလောက်ငှမှုတွေရှိလာပါလဲကျမ်းမာရေးရမျှသုံးဖို့အဆင်မပြေတဲ့ຢာတွေကိုပါမျှသုံးနေရတဲ့ကျွန်တော်တို့ရဲဘော်တွေအတွက်ဒဟိုရီသုံးပစ္စည်းတွေထောက်ဖို့ကူညီပေးကြဖို့မြစ်တာရက်ခက်အပ်ပါတယ်လို့ဆိုပါတယ်နိုင်နေစစ် soldiers pdf ဟာဆီယနာရှင်စနစ်ကိုလက်နက်ကင်ခုခံတွန်းလှန်နေတဲ့တော်လိုင်းအင်အားစုတရက်လည်းဖြစ်ပါတယ်ခင်ဗျာ အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်မင်းတီဟန်နဲ့ကိုခန့်တို့ကပေးပို့ထားတာဖြစ်ပါလိမ့်ခင်ဗျာရှင်မနေ့ဖြန်မလာ22ရက်နေ့အတွက်မူလီဝဒခံမှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တောင်ပိုင်းတို့မှာတိမ်အထင်တင်ဖြစ်ထွန်းနိုင်ပြီးကျန်ဘင်္ဂလားပင်လယ်မှာအများအပြားဖြစ်တာရနိုင်ပါတယ် ပင်လယ်ပြင်ခြေနေကတော့တနင်္လာရီကံရွက်မှာလေဟာရှေ့ဘက်ကနေတနင်္လာရီကို10မိုင်ကနေ -10 ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအနေငယ်ကနေလိုင်းအထင်တင်ရှိနေပါတယ်။ရခိုင်ကံရွက်ဘက်မှာလေဟာအရှိအရှိတောင်ဘက်ကနေတနင်္လာရီကို10မိုင်ကနေ -20 ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအနေငယ်ကနေလိုင်းအထင်တင်ရှိနေပါတယ်။မြို့ဝကျုံမော်ဒေသတွေနဲ့မုံတမကွေတို့ဘက်မှာလေဟာအနောက်နောက်မြောက်ဘက်ကနေတနင်္လာရီကို10မိုင်ကနေ -20 ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအနေငယ်ကနေလိုင်းအထင်တင်ရှိနေပါတယ်။ မိုးချီနေကတော့စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမူတချုံရွာနေပါတယ်။ပဲခူးတိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာတိမ်တင့်တင့်ဖြစ်ထွန်းနိုင်ပြီးကြမ်းတိုင်းဒေသကြီးနယ်ပြည်နယ်တို့မှာအများအပြားဖြစ်တာရနိုင်ပါတယ်။ နေပူချိန်တွေကတော့မန္တလေးတိုင်းမကွေးတိုင်းရခိုင်တိုင်းအေရဝတီတိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာပုံမှန်အပူချိန်ထက်မြင့်တက်နိုင်ပါတယ်စကိုင်းတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာပုံမှန်အပူချိန်အောက်ကျဆင်းနိုင်ပြီးကြမ်းတိုင်းဒေသကြီးနယ်ပြည်နယ်တို့မှာတော့ပုံမှန်အပူချိန်ခန့်သာရှိနိုင်ပါတယ်မြို့ချင်းတွေကတော့တနင်္သာရီတိုင်းပဲခူးတိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာမနက်ပိုင်းမြူထူတွေကျဆင်းနိုင်ပါတယ်ရှင်တော်တာရှင်များရှင် စစ်ကောင်စီကိုအာရန်လိုဥပဒေပုံမှ33ရရေးယူမဲ့ဆုံးဖြတ်ချက်ကိုမြန်မာနိုင်ငံလုံးဆိုင်ရာအလို့သမားဖွဲ့ချုပ် CTUM ထောက်ခံကြိုးဆိုတဲ့သတင်းဆောင်ပါကိုတော့ရန်နိုင်မှတင်ဆက်ပေးထားပါရရှင်။ဒီအန်ယူဂျီသောရဆင်မြောက်ခင်ဗျာစစ်ကောင်စီကို ILO ဥပဒေပုံမှ33အရအရေးယူမဲ့ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံလုံးဆိုင်ရာအလို့သမားများအဖွဲ့ချုပ် CTUM ထောက်ခံကြိုးစိုးဆိုတဲ့သတင်းဆောင်မကိုတင်ဆက်ပေးပါမယ်။အချမ်းဘတ်စကောင်စီကို PP ဆိုင်ရာအလို့သမားရေးရာအဖွဲ့ ILO ကဥပဒေပုံမှန်33နဲ့အရေးယူမဲ့ဆုံးဖြတ်ချက်ကိုထောက်ခံကြိုးစိုးတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလို့သမားများအဖွဲ့ချုပ် CTUM ကဒီကနေ့မတ်လ22ရက်မှာထုတ်ပြန်လိုက်ပါတယ်။ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာမတ်လ10ရက်နေ့ကနေ20ရက်နေ့ထိကျင်းပခဲ့တဲ့ PP ဆိုင်ရာအလို့သမားရေးရာအဖွဲ့ ILO ရဲ့ 353ကြိမ်မြောက်အုပ်ချုပ်ရေးအဖွဲ့စည်းဝေးမှာအကြမ်းဖက်စစ်ကောင်စီကို ILO ဥပဒေပုံမှ33ရာရေးယူဖို့ဆုံးဖြတ်ချက်ချမှတ်ခဲ့တာအတွက် CDUM ကထောက်ခံကြိုဆိုလိုက်တာဖြစ်ပါတယ်ဒီစည်းဝေးမှာမြန်မာနိုင်ငံလုံးဆိုင်ရာလူထုမှတမကများအဖွဲ့ချုပ် CDUM ကလက်ထောက်ထရေတွင်းမှုဒေါ်ဖြိုးစန္ဒာစုအနေနဲ့လူထုမှစုအဖွဲ့ဒုတိယကိုယ်စားလှယ် Deputy Member ဖြစ်တာကြောင့်အုပ်ချုပ်ရေးအဖွဲ့စည်းဝေးမှာတိုက်ရိုက်ပါဝင်ခဲ့ပြီးဗိုလ်လုံးမှုဆောင်ကော်မတီဝင်ဒေါ်ခိုင်ဆောင်ကတော့ ITUC ကိုယ်စားလှယ်ဖွဲ့အနေနဲ့ပါဝင်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။အုပ်ချုပ်ရေးဖွဲ့စည်းဝေးမှာတင်ပြဆွေးနွေးရမှာတပ်သေးထောက်ထားတွေပြပြီးဆွေးနွေးနိုင်ဖို့အစည်းအကမ်းစာတွေပြင်ဆင်ပေးခဲ့ကြတဲ့ NUG သုံးဖွဲ့ဆိုင်ရင်းနှီးမှာပါဝင်တဲ့မျိုးသားညီညွတ်ရေးဆိုရလူ့သမားဝန်ကြီးဌာနလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနမြန်မာနိုင်ငံလုံခြုံရေးများဖွဲ့ချုပ်မြန်မာနိုင်ငံအလို့ရှင်များအဖွဲ့အဝေးရောက်အေရာဝတီတင်မြန်မာနိုင်ငံလူ့သမားတပ်ပေါင်းစုအကြမ်းမဖက်အာဏာဖီဆိုင်ရေးလှုပ်ရှားမှုမှာပါဝင်နေတဲ့ နိုင်ငံဝင်နှင်းများနဲ့လူသမားအရေးဆောင်ရွက်နေတဲ့ဖွဲ့စည်းကောင်းဆောင်များတော်လှန်ရေးအင်အားစုများပြည်ပြည်သပိတ်အင်အားစုများနဲ့အကြံဘတ်စေအုပ်စုရဲ့ညီမျိုးစုံသောဖီးယားပေးခင်ရမှာကိုမကြောက်မရွံ့တတ်တည်ထွက်ဆိုပြီးခဲ့တဲ့သူတွေအားလုံးကိုအထူးကျေးဇူးတင်တယ်လို့အသိပေးထားပါတယ်။အကြံဘတ်စေအုပ်စုဟာနိုင်ငံအာဏာကို2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့မှာမတရားသိမ်းယူခဲ့ပြီးပြည်သူလူထုရဲ့ဒီမိုကရေစီခွင့်ရင်းများလူ့ခွင့်ရင်းများနဲ့လူ့သမားခွင့်ရင်းများအပါအဝင် လွတ်လပ်စွာအသင်ပင်ဖွဲ့စည်းခွင့်ဆိုင်ရာပြဋ္ဌာန်းချက်အမှတ်89နဲ့အရမလောဝခိုင်းစင်မှုပောက်ပြောက်ရေးဆိုင်ရာပြဋ္ဌာန်းချက်အမှတ်29တို့ကိုချိုးဖောက်ခဲ့တဲ့အတွက်2021ခုနှစ်ဇွန်လမှကျင်းပခဲ့တဲ့တရား၉ကြိမ်မြောက်ပြည်ပဆိုင်ရာလူ့သမားရေးရာညီလာခံကစပြီးနိုင်ငံကိုစားပြုတရားခွင့်မရခဲ့ဘူးလို့သိရပါတယ်။ဒါပြင် ILO ဟာအကြမ်းဖက်ဆီယုပ်စုကိုလက်ရှိအချိန်ထိမြန်မာနိုင်ငံရဲ့အစိုးရအဖြစ်တိမှတ်မပြုတ်တဲ့အပြင်ဤပညာငွေကြေးကူညီပံ့ပိုးပေးမှုတွေကိုလည်းရပ်ဆိုင်းထားတယ်လို့ CTUM ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။၂024ခုနှစ်နိုဝင်ဘာလ၁ရက်နေ့မှာအုပ်ချုပ်ရေးဖွဲ့ဟာ ILO ဖွဲ့စည်းပုံခြေကဥပဒေပုံမှန်33အရရေးယူဖို့ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီးအခုနှစ်မတ်လ19ရက်နေ့မှာစစ်အုပ်စုကို Article 33အရဘယ်လိုရေးယူမယ်ဆိုတာကို ILO မှအကြိမ်နဲ့ဆွေးနွေးပြီးဆုံးဖြတ်ချက်ချခဲ့တာလို့သိရပါတယ်။ဒီဆုံးဖြတ်ချက်ချနိုင်ဖို့ဆောင်ရွက်ပေးခဲ့ကြတဲ့အပြည်ပြည်ဆိုင်ရာလူ့သမားရေးအဖွဲ့ ILO နဲ့ ILO အုပ်ချုပ်ရေးဖွဲ့ GB ရဲ့အစိုးရအလို့ရှင်လူသမားကိုယ်စားလှယ်များ PP ဆိုင်ရာလူသမားသမဂ္ဂများဖွဲ့ချုပ် ITUC ကမ္ဘာလုံးဆိုင်ရာလူသမားသမဂ္ဂများကောင်စီ CGU နဲ့ပါဝင်ဆောင်ရွက်သူတွေအားလုံးကိုကျေးဇူးအထူးတင်ကြောင်းလဲထုတ်ပြန်ကြပါဖော်ပြထားပါတယ် CDUM အနေနဲ့လူသမားခွင့်ရေးများလူခွင့်ရေးများနဲ့ပြည်သူလူထုများကိုနှီးမျိုးစုံနဲ့မတရားသဖြင့်ဖိနှိပ်ညှဉ်းပန်းဖမ်းဆီးနှိပ်စက်တပ်ဖြတ်နေတဲ့အကြမ်းဖက်စစ်အုပ်စုပြုတ်ချရေးနဲ့ဆီယနာရှင်စနစ်အမြင့်ပြည့်ရို့အတွက်အကြမ်းမဖက်တဲ့နီလန်းတွေနဲ့ ဆက်လက်ဖိအားပေးဆောင်ရွက်သွားမယ်လို့လည်းအသိပေးထားပါတယ်။ဒါကြောင့်မြန်မာပြည်တဝန်းလုံးကဒီလိုလူလူအနေနဲ့အကြမ်းဖက်ဆုပ်စုကိုကမ္ဘာကုလသမဂ္ဂအေဂျင်စီတွေတဲကလက်တွေ့အရေးယူဆောင်ရွက်မှုရှိတဲ့အပြည်ပြည်ဆိုင်ရာလူ့သမားရေးရာဖွဲ့ ILO ကတဆင့်အရေးယူဆောင်ရွက်ရေးဆက်လက်ပူးပေါင်းပါဝင်ပေးကြဖို့မြန်မာနိုင်ငံလုံးဆိုင်ရာလူ့သမားသမဂ္ဂများအဖွဲ့ချုပ် CDUM ကဖိတ်ခေါ်ထားပါတယ်။ဒါပြင်အခုနှစ်ဇွန်လမှာကျင်းပမဲ့ 113ချိန်မြောက်ပြည်ပဆိုင်ရာလူထုမရေးရာညီလာခံမှာအကြမ်းဖက်ဆဲအုပ်စုကချိုးဖောက်တာတွေအစီအခံတင်ပြနိုင်ဖို့နဲ့ ILO ညီလာခံမှာအကြမ်းဖက်ဆဲအုပ်စုကိုအရေးယူမဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်ဖို့တောင်းဆိုတဲ့လှုပ်ရှားမှုတွေမှာလက်တွဲညီညီပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ကိုလည်းဆက်လက်တိုက်တွန်းထားပါတယ်ခင်ဗျာ။ ရေဒီယိုညူးချီရဲ့ညပိုင်းအစီအစဉ်တွေကိုဆက်လက်တင်ပြနေပါတယ်။အခုဆက်လက်ပြီးတော်လှန်ရေးကြပြအစီအစဉ်နေနဲ့နေမင်းတွင်ခေါ်နေကြီးရေးသားရုပ်ဆိုထားတဲ့ကြိုဆိုးဆိုတဲ့တော်လှန်ရေးကြပြကိုနားဆင်ကြရတော့မှာဖြစ်ပါတယ်ရှင်။ကျိုးစုလူများយ៉ាងလို့တို့យ៉ាងလိုက်ရအမောင်ပုတ်ကိုရောက်တောင်အရက် မတိမှုပံဤသူမပြုတ်မိမိမှုမီရီမောပျော်ရွှင်လုံလုံလှလီမိမိပောင်ထက်မိဆက်ကြတော့ဆက်ဆက်တိပူညူစုလီဤခွေးတက်ထောက်ခံအချွေရန်တို့အတာနေ၍အတိနာချဤထိုဖြစ်ရရှုမှတ်ကြကုန်ဇုံလုံးကုန်ကံ လှမ်းမထွက်တာထွက်လာလို့စိတ်ဖိတ်ဖိတ်ယုံမှုလူသူအပေါင်းတောင်းတောင်းဖြတ်ဖြတ်ကျူသူကြဏီမုချဧကံအမှန်ပင်ဒီဗီဒီယိုအသစ်ကိုနားတော်တာဆင်နေတဲ့ပရိသတ်များရှင် အခုနောက်ဆုံးအနေနဲ့တိုင်းရင်းသားဘာသာစကားနဲ့သတင်းထုတ်လွှင့်မှုစီစဉ်မှာတော့သကောပြည်ဘာသာဖြင့်တပည့်တွင်သတင်းတွေကို နော်နွေဦးပွင့်ကဖတ်ကြားတင်ပြပေးပါရမရှင်။ Hello ဒီကုရင်းနေတဲ့ Sorry ဆောဝတ်တော့ကွဲမီမာကတော့ဒီလို NUG ကွဲလို့ Tractor Glade Blonnyine လောအခဲ Indotomi အတော်ဘူးဒါကစော်တဖာနေ ရာနွန်ဝဲပွဲကပပလနီတင်းနေလောတာကစောခတိတီမီဝဲတာကောပီယတိကိုနီပယောတူအတော်တဖြူဤဒူအိုထောမာဝဲပါထွဲပါကညောခွဲရတောက်တာတဖာတော့တတုတူတူတာပါကညောပါထွဲတောက်တာတဖာဒူဝဲလအဲကတဲတာရင်းနီလောကောပီယတိကိုပူနီပယောတူအတော်တဖြူဤ တူတော်မောင်ရဲ့ဘတ်ထွဲဘကညောအခွဲရတောက်တာတဖတ်တော့တတူတူတော်ဘကညောဘတ်ထွဲတောက်တာတဖတ်တူဝဲလက်ကတဲ့ဝေဘကညောအခွဲရကိုတူဝါမျိုးမင်းနေဖဲလာမရှာတော့ဘူးပပလာဝဲတာနီလို့ဆက်ကတော်ခဲဤကော်ပီယိုတီကော်ဘူးပကညောနော်ဝီတစီခွိဖော့ခွိကကွယ်နီလိုပါဝဲပကညောတတုတုဒတာဝီ ဖဲခိကထိုခိစီယနီနီကောပီယတိကောကမ္လတစီယဖောခိကွေနီဘာကွာဆမေဝဲတာတော့တာအော်တာအော်တလနီလောတာအီမေတာပီယတူအတတဖူအီတူအထောဝဲအခုနီလောဒလတနီတော့ဘူပါကညောခွဲရလိုပါဝဲတာအတုဥတုနီဘာထွဲတော့တာကမလောတဲ့ပီပီယတူယူဝကောကလဆဖီမဝဲတာရတဲ့ဝဲတူပတုနီဘာတာဆောနီလောတာကဆောခိယတူမီဝဲတာ ก็จะเด็ดที่ก็พ่อก็เบียบพ่อแฮปปี้ฮามาดาตาก็พ่าเลอะพิมานิเวดักรักรูตพาดอแอนยุูจีเปดูพ่ามาดา้กุตเวกโลพ่อบางวันาผ้ามาเวดัทิโลตาจารินีโลแอนยุูจีเปดูพ่ามาดา้กุตเวกโลพ่อเนตาโคกเลอุไนโตอุดอกรูเมเวกเรดอก็จะเด็ดที่ก็พ่อก็เบียบพ่อแฮปปี้ฮามาดาตาก็พ่าเลอะพิมานิเวดักรักรูตพามาเวดัทิโลตานีโล တော်လတတိလတအပူပထရလကောအတုဘဝမတဖို့တဖာဘခွတ်ဆမေဝေဒတာရီကောတဖာကမရှဲနေဝေဒီလေအေဥပုတကဝေဒနီလောဘခပမတဖို့တဖာအခွဲရတမတရတပောဤလေအီးမေးလ်ဒေါ်ဆိုရှယ်အပလီကေးရှင်းတဆောပပလဆဲဟေတိညာတိဝေဒနီလောပမီအဒိုဟေတိညာအော်လေအီးမေးလ်နေ email address to call me weda complete at mol myanmar.org ပစရဝတိရင်းနေပဒုန်နေပါတာဆောနေလို့တက္ကသိုလ်ဆုမညာတွေ့မြင်ဝဲတာ lotico.be ပယောသူအတော်ခူမှုတီဝဲတာဘွာညောနော်ရီလူစီခီကတော့ဘွာလဘာတာမတီယဝီအနော်ခိုးလွဘာတာခူပီအဘွာအာသစီခဲလဘွာနွီစီခီကဘာတာမတီယရှုမေကေမေတာရင်းနေလို့ဘွာလ အမဆပမထီကိုဂေပဘတာဆခအတဖကရထဝဲဒါဆရောအတဖခိကထခိစီလွီနီလိုင်းနူအရီတတော်နီတူခိထခိစီယနီလာမရှာတစီခောတနီနီလတိကဒတ်ဘီပယောတူအတခူမူဒီဝဲဒါပကညောနရီလူစီခိရတော့ပါလဘာတမတီအဝီအနောခိုဘာတခိုခွီအပါရတစီခဲလပနွီစီခိရဘာတမတီအရှုမေကေမေနီပတိညာမနီလော ဖဲကလစကိုင်းကော်တိုအပူနေဘခီစီလွေကမေဝဲအာအာကတဘကွေးကော်တိုအပူဘာအာခီစီမေဝဲခီလော်တလော်အာကတနေပတိညာပါနေလောခေကထိုခီစီယနီလာမရှာနွေတော်ဒွတစီခီတော်မကွေးကော်တိုရေစကြိုကောစာတာကောင်တော်ဘေယောတူလဲနီလော်ဒွတာဝီဖောခါဝဲတာကမလခူကတော့မအမတော်ဝဲမဆူမဆူဝဲမတိဝဲရှုမဲကဲမဲဖဲအက်လာဦးချင်းမအခုနီကလော့တက်ကွေဝဲ အနောက်ကစားတခေါခိုကူဝဲတာဝင်နေပထုနေပါတာစောနေလို့တကစောလကိတတိမီဝဲတာတတုတောတနာကေဘယောသူနေလကလီကလဲလဒုံလက်တေလမေပိုစုကဝဲဖာတို့တဖာဟုရွှေချင်တော့ໃຈထုကောစာတဖာဘူးကမလတဖာဘာတို့ဝဲတတုထောတဖာတတုတဖလာအလောတဖာ ဟာဝဝဲတာဝင်နေလို့ ကညောတော့ကလူတကရကရရူခဲညူတမီဒိုတလကိုကိုရွှေကျဲလအမေဆော့တီကောစာပူနေပြောသူတဖာနေလကလီကလေလေဒရုန်းလတေလမီပူစုကဝဲဖတ်တို့တဖာခုကမ္လတဖာဘာဒိုဝဲတာဝီဟီတဖလဟာဝဝဲကျိုးတဖလဟာဝဝဲတာနေခဲညူမူပါထွထော်ဝဲတာတဆောနေလောပြောသူနေပြတော်ကလေးသူမူတို့တခေါနေဆော့တီကောစာ တတူကုံတော်ဘူဖဲလာမရှာတစီရတော်နီမူခေလောနေလက်တေလောမေပိုခိပလဟုပကမလပခွာအတောရစီတကဘဒဝဲဟီတပလတော်ဒူတော်တော်မလူချူဟာဝဝဲနေပတိယံပါနေလောဖဲလာမရှာတစီလူတော်နီပယောတူခလာယာခိကယာဟုစီလူသူရိနေလက်တကယာခိစီမမဆုကဝဲဖတ်ဒုတပလလက်ခတာဟုလောဘလေကညင်ချူတော်အပူတော်ကမလဟီခိပလဟာဝဝဲနေပတိညာပါနေလော ဘယတတတဖီမေလဟမနာဆူတာခုခလလီတူပူကမ္လတဖာနီဘဥဒတပိတဖူဒဘဖီယမဝဒလဒပလီတဖူပူနီလတကတိပါဖဲလမရှာလွီတော်နီတူခုတော်နီဘယတနီလကလီကလေဟတေလောစုကွဲတဖာခုကမ္လတဖာဘဒုဘတိဝတကတိပါတမူတဘူလတတူခေါတဖာဟာဝဝဲဒာအမားရေခေညုမူပါထွတော်ဝဲဒာတကဆောတုဘဒုန်နီမာတကဆောနီလော တကဆောလေးပါဖလာနေသူတဖိုင်အင်းနေဝိဒါဖိန်နေလောဘာဒုကနာဘာတာဖိုကိုဒီနောကတဲ့ဟောသူဘာမထဘူးနေတကေဒီကနေ့ကတော့ဒီညနေပဲ Radio and Music ရဲ့အစီအစဉ်လေးကိုခေတ္တရန်နာလိုက်ပါမယ်ရှင်မြန်မာစံတော်ချိန်မနေ့၈နိုင်ခွဲနေ့ည၈နိုင်ခွဲအချိန်မှာပြောင်းလဲဆိုပြကြပါလို့ရှင် Radio and Music ကို မနက်ပိုင်း၈နာရီခွဲမှာလိုင်းတူ၁၆မီတာ၁၉ဒသမ၉၉မဂါဟတ်ဇ်ညပိုင်း၈နာရီခွဲမှာလိုင်းတူ၂၅မီတာ၁၁ဒသမ၉၄မဂါဟတ်ဇ်တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်နေပါပြီရှင်။မြန်မာနိုင်ငံသူနိုင်ငံသားများကိုစိတ်နှဖျားစမ်းမချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ Radio NUG ရဲ့ဖွဲ့သူဖွဲ့သားများကဆုတောင်းလိုက်ရပါတယ်။ ဆန်ဖရန်စစ္စကိုဘေးအေရီးယားအခြေဆိုင်မြမမိသားစုနိုင်ငံတကာကစေတနာရှင်များလို့အားပေးကြရဲ့ video energy ဖြစ်ပါရှင်အရေးတော်ပုံအောင်ရမည်